ပြီးတော့ထင်မြင့်တဲ့မိမတွေအကြောင်းပြောပြမယ်နော်ထင်မြင့်တဲ့မိမတွေအကြောင်းမျိုးသမီးတယောက်ပေါ့နော်အဲ့ဒီမျိုးသမီးတယောက်ကနိုင်ငံခြားပဲမှာနော်နိုင်ငံခြားဟာပြောပြမှာမျိုးသမီးတယောက်မှာပေါ့နော်မျိုးသားရှိတယ်ပေါ့နော်အဲ့ဒီမျိုးသားကဆုံးမသွားတယ်ဟဲ့ဆုံးမသွားတဲ့ခါကျတော့သူသူရဲ့မျိုးသားရဲ့တရားမှန်ကြီးတွေသူထုတ်ယူတယ်ပေါ့နော်အဲ့ဒါပြီးတော့သူသူနောက်အိမ်တော်ပြလိုက်တယ်ပေါ့နော်နောက်အိမ်တော်ကလည်းအဲ့6လလောက်အကြာမှာဆုံးမသွားတယ် အဲ့ဒါမှလည်းသူတို့တဲ့အတ္တအမှန်ကန်ချင်းတွေထုတ်ယူရပါဘူး။အဲ့ပြောနောက်ထပ်တယောက်ပေါ့နော်တတရားမျိုးသားကိုယူတယ်။အဲ့ဒါပြီးတော့လည်းသူ6လလောက်နေပြန်တော့သုံးပါးသွားပြန်ရောအဲ့ဒီမျိုးသားကလည်းသုံးပါးသွားတဲ့အခါကျတော့သူအဲ့ဒီမျိုးသားရဲ့အမှန်ကန်ချင်းတွေထုတ်ယူရပေါ့နော်။အဲ့ဒါနဲ့ကုမ္ပဏီကမတင်ကြတော့ဘူးပေါ့နော်။ဒီအမျိုးသမီးကပေါ့နော်အဲသူ့ရဲ့အမျိုးသား၃ယောက်စလုံးကအဲဒီကုမ္ပဏီမှာပဲအာမခံကြီးတွေထားပြီးတော့ခါကြတော့ဘောနော်သူတို့ဆလုံးကသုံးပါသွားကြတယ် အဲပြီးတော့အမကန်ကြီးတွေသူထွက်ယူသွားတယ်ပေါ့နော်အဲ့ဒါနဲ့တိတ်ပြီးတော့မတင်ကြတော့ဘူးအဆင်တော့လို့ကွန်မြူနီယာပေါ့နော်တယောက်တော့အရေးစုံပြီးတော့သူ့ကိုလက်ထပ်လိုက်ပေါ့နော် လက်ထပ်ပြီးတော့အဲဘလူတွေသူပြုလို့လို့ဘလူတွေအကြောင်းကြအကြောင်းအရာတွေလဲဆိုပြီးတော့သူဖော်ထုတ်ရမယ်ပေါ့နော်တက်တော့နည်းနည်းစွန့်စားရမှာပေါ့အဲ့လိုမျိုးနဲ့အဲစွန့်စားလိုက်တဲ့အခါကျတော့ပေါ့နော်တနေ့ကြရတဲ့ သူရဲ့မြို့သမီးကျွေးတဲ့အစားအစာလေးပေါ့နော်အဲအစားအစာတခုကိုတခွဲခန်းအောင်ပို့လိုက်တာမင်းသူမစားရဲနဲ့အဲအထက်မှာသပင်းမွေးလေးပေါ့နော်0.01 cm အဲလောက်ကလေးပေါ့နော်အဲလောက်သပင်းမွေးလေးကိုထည့်ထည့်ပြီးကျွေးထားတယ်ကျွေးတဲ့အခါကျတော့ဒီဖြစ်ဖြစ်နဲ့သုံးပေါက်သွားပေါ့နော်အဲ့ဒါမမအိုးပေါ့အရင်လူတွေကိုလည်းဒီလိုမျိုးနဲ့သုံးပေါက်အောင်လုပ်လိုက်တာပါလားပေါ့နော်သူအတက်အမှခံချီလူချင်းတို့ပေါ့နော်အဲ့ဒါထင်မြင့်တဲ့အမျိုးသမီးပေါ့ဒါကနိုင်ငံခြားဖြစ်ရပါ အဲဒါပုံမြင်လို့လည်းမှတ်လို့ပုံမြင်သဘောမျိုးပေါ့ညီမပြည့်အတွက်ဆိုလို့ရှိရင်တော့အဲ့ဒါမှတဲ့အမခံနေရပေါ့နော်ဘလို့ရည်ကြည်လဲကျုခန္ဓာကွင်းနေရှိလဲဆိုတာအဲ့လိုမျိုးလေးပေါ့ညီမတို့ကကြတော့ပေါ့နော်အိမ်အောင်ကြာလာတယ်ဒါအိမ်အောင်ကြာသွားပြီဆိုလို့ရှိရင်ဟိုဟိုကိုကအဲသားရဲ့သမီးတွေမရှိသေးဘူးဆိုလို့ရှိရင်တော့ဒါ ်။ဒါကိုကျိုးခန္ဓာဝင်ဆိုချင်မိမကိုပေးတာပေါ့။ဒါရသမီးတွေရှိတိုင်းဒါရသမီးတွေပေးတာပေါ့။ဘာဖြစ်ဖြစ်အမကန်သူကနေကြတော့မှတော့အရင်ကဖွံ့ဖြိုးနေပါတယ်လို့မြန်မာပြည်မှာတော့အဲ့လိုကိစ္စတွေမရှိပါဘူး။ဒါပြောပြတာနော်။ကျေးဇူးတင်ပါတယ်ရှင်။